ျွန်တော်ကိုယ်တိုင်ကကျတော့ကျွန်တော်ကဆွဲကျိုးတွေဆိုတာတဲ့လက်စွပ်တွေကျွန်တော်ကပို့ပြီးသဘောကျတယ်ပေါ့နော်ကျွန်တော်ဟိုဗာလဲစူကောင်းတာတာနည်းနည်းပပလောက်ပါပဲဟိုလိုမျိုးကျွန်တော်မဝိဖြစ်တဲ့သဘောပါပဲပပကိုပဲအတားတာနှစ်ဆန်းတရက်နေလွန်ခဲ့တဲ့ခုနှစ်နှစ်လောက်တော့ဟာကားအစီနှံဖြစ်သွားတာပါရန်ကုန်မန္တလေးအဝေးပြေးလမ်းမပေါ်မှာပါပဲဟာကျွန်တော်ကနှစ်တိုင်းမန္တလေးသွားဖြစ်တော့မန္တလေးသွားဖြစ်တဲ့အခါတိုင်းတော့မမေ့ကိုတော်တော်လေးလွမ်းဖြစ်တယ်နှစ်တိုင်းအလှူကမန္တလေးမှာလောက်ဖြစ်တော့ အမြဲတမ်းဒီအဝေးပြေးလမ်းတွေမလေးရောက်တယ်ဆိုတာနဲ့တတိယတယ်မမေ့ပါဘူး။ကျွန်တော်ဆိုရင်ပပောင်းမမေ့ပါဘူး။တော်တော်ကိုချစ်တယ်။ပြီးတော့လူလီသေးမရှိလဲအများကြီးဂင်းဆိုင်ခဲ့ပေးတာဆိုတော့ကျွန်တော်တို့ကတော့ကောင်းသောအမှတ်တရရဲ့အားကြီးပါမမေ့မမေ့တော့မမေ့အနေနဲ့ပေါ့နော်။ဒီနေ့ကတော့အမေများနေ့ကျူစိုးပွဲအတွက်ပေါ့နော်။ကျွန်တော်ဒီပွဲလေးကိုကျွန်တော်ရဲ့ဝေးလာကြီးရဲ့ကြီးရဲ့က ိုတက်ရောက်ဖြစ်တာပါ promotion တွေကတော့အများကြီးရှိပါတယ်ဒီကြာကျွန်တော်အရှိအင်တယ်ပြီးဒီမှာလည်းအများကြီးပြောသွားခဲ့ပေါ့နော်ဒီမှာပဲကျွန်တော်မှတ်မိသလောက်ပြောလို့ရှိရင်တော့ဟောရှင်အဲရွှေထဲဝဲသူတိုင်းဒီ9လောက်မှ9သိန်းဒီစိန်ထဲဝဲသူတိုင်းတသိန်းကနေ10သိန်းထိပြီးတော့အထူးမြတ်တာလက်ဆောင်တွေလည်းပေးသွားဖို့ရှိပါတယ်အဲစိန်ထဲတွေကအရောင်းအလဲကလည်း0%အဲ25% discount လည်းရှိပါမယ်ပြီးတော့ရွှေနန်းတော် logo ပါတဲ့ ထီးတွေလည်းမြေတားလည်းဆောင်ပေးသွားဖို့ရှိရယ်ကျွန်တော်တို့စုတွေလည်းအများကြီးဟိုဟာတတ်မှတ်ထားပေးပါတယ်ခင်ဗျာဟုတ်ကျွန်တော်ကိုယ်တိုင်ကကျတော့ကျွန်တော်ကဆွဲကျိုးတွေဆိုတာတဲ့ကျွန်တော်လက်စွပ်တွေကျွန်တော်ကပို့ပြီးသဘောကျတယ်ပေါ့နော်အဲဒီမှာတော့ကျွန်တော်တို့ပွဲတွေကလည်းမြဲလို့လို့တက်ဖြစ်နေတော့ဒီဒီရွှေနှန်းတော့ဆင်ပေးတဲ့ဟာလေးဆိုရင်တော့တော်တော်လေးသဘောကျပါတယ်ဒီစိတ်လေးဆိုရင်တော့ကျွန်တော်ဟိုဗာလဲစူကောင်းတာတာနည်းနည်းပပလောက်ပါပဲဟိုလိုမျိုးကျွန်တော်မဝိဖြစ်တဲ့သဘောပါပဲပပကိုပဲအတားတာပပကလည်းဟိုကျွန်တော်တော်တော်လေးဖြူးဆိုင်တယ်ခင်ဗျအဲကျွန်တော်ကလည်းဒီဖေးတယောက်ပဲရှိတော့တာဖြစ် က်တဲ့ပပောက်ဟိုလေးလေးစားစားနဲ့ကိုယူဆိုင်ပါတယ် အားလည်းရဒီရေးမှာတော့လိုမျိုးတော့မရှိပါဘူးဒီအပြန်လေးစားတမှုနယ်ပဲနေကြပါတယ်ဒါပါနှစ်ယောက်ကကျွန်တော်တို့ကလေပပန်းနဲ့တိန်ထဲမှာနှစ်ယောက်တည်းရှိတယ်ဆိုပေမဲ့နည်းနည်းတတိတသက်ပုံစံမျိုးလေးပဲနေကြတာများပါတယ်အာအဓိကအလုပ်ကိစ္စတွေအရေးကြီးကိစ္စတွေရှိတော့မှပဲ timing ဖြစ်တာများပါတယ်နှစ်စန်းတရက်နေလွန်ခဲ့တဲ့9နှစ်လောက်တော့ဟာကားအက်ဆီဒန့်ဖြစ်သွားတာပါရန်ကုန်မန္တလေးအဝေးပြေးလမ်းမပေါ်မှာပါပဲဟာပြည့်ပြည့်ချင်းတော့ဟိုစိတ်ထိခိုက်ရတာပေါ့နော် အာဒါပေမဲ့ဟိုဟာမေမေကလည်းကျွန်တော်ကိုစိတ်တိခိုက်ပြီးတော့ပြိုလဲတဲ့ပုံစံမျိုးကြီးတော့မြင်ချင်မှာမဟုတ်ဘူးလေနော်အဲ့တော့အကောင်းဆုံးပဲလုတ်တင်လုတ်ခဲ့တဲ့အရာအဖြစ်တင်ဆုံးအရာတွေပဲလုံရင်းနဲ့တိဆောက်လာတာပါပြန်ပြီးတော့ကျွန်တော်ကနှစ်တိုင်းမန်လေးသွားဖြစ်တော့မန်လေးသွားဖြစ်တဲ့အခါတိုင်းတော့မေမေကိုတော်တော်လေးလွမ်းဖြစ်တယ်အာအာပေါ့ပါကြီးအိမ်ကိုမြင်နေသွားဖြစ်တယ်လေနှစ်တိုင်းအလှူကမန်းလေးမှာလှုပ်ဖြစ်တော့ အမြဲတမ်းဒီအဝေးပြေးလမ်းတွေမလေးရောက်တယ်ဆိုတာနဲ့တတိယတယ်မမေ့ဘူး။မမေ့ကကောင်းတယ်ခင်ဗျာ။တော်တော်လေးကျွန်တော်ကန်ကောင်းတယ်ပြောရပါတယ်။မိဘရတာတော်တော်လေးကန်ကောင်းတယ်။ကျွန်တော်ဆိုရင်ပပောင်းမမေ့ဘူးပါ။တော်တော်ကိုချစ်တယ်။ပြီးတော့လူလီသေးမရှိလဲအများကြီးဂင်းဆိုင်ခဲ့ပေးတာဆိုတော့ကျွန်တော်တို့ကတော့ကောင်းသောအမတ်တရားကြီးအများကြီးပါမမေ့မမေ့တော့မမေ့အနေနဲ့ပေါ့နော်။အရင်ကြီးအများကြီးအဲ့လိုမျိုးကြီးတော့တိဆောက်တာမျိုးတော့မရှိပါဘူး။ကျွန်တော်အဓိကကတော့အလုံးအလုံးနဲ့ပတ်သက်ပြီးတော့ပဲဇက်တိုက်ပေါ့နော်အလုံးနဲ့ပတ်သက်ပြီးတော့ပဲလုံရင်းနဲ့ပဲပ ပြန်ဒီဆောက်ရတာပါပဲဟုတ်ကဲ့ဟိုဟာဆက်ရှိရနေမှာရိုင်းမဲစကားတစ်ခုတည်းထားရတာပါကျွန်တော်ရဲ့စကားတွေအများကြီးလာဖို့ရှိပါလေခင်ဗျာအာပရိသတ်များစီအကောင်းဆုံး quality ဖြစ်မဲ့စကားတွေနဲ့ပြန်လာခဲ့ပါမယ်ကျေးဇူးတင်ပါတယ်